မင်္ဂလာပါရှင်ဒီနေ့မှာတော့စုကဝက်ခြေတော်စုပြုတ်ပြုတ်စားပါမယ်ကဲဒါဆိုရင်တော့စုဘလိုပြုတ်လဲဆိုတာလိုက်ကြည့်ကြကြရအောင်ပထမဦးဆုံးရေစေးတန့်စင်လာတဲ့ဝက်ခြေတော်တွေကိုရတာနေပါမယ်ဆားလဖက်ရည်စုံနဲ့သုံးနဲ့တဝက်ထည့်ပါမယ်ကြက်သားမောလဖက်ရည်စုံနဲ့သုံးတဝက်ထည့်ပါမယ်တကြားလဖက်ရည်စုံနဲ့သုံးထည့်ပါမယ်ဘင်းငံပြာရည်အကျဲဟင်ခက်စုံနဲ့သုံးထည့်ပါမယ်ဘင်းငံပြာရည်အနောက်ကိုလည်းဟင်ခက်စုံနဲ့သုံးထည့်ပါမယ် ရှာလကရီကိုလည်းဟင်ခတ်ဆုံးနဲ့တဆုံးစာထည့်ပါမယ်။ပြီးတဲ့ခါမှာတော့အားလုံးကိုရတာတွေဝင်သွားအောင်လို့တတိယချာလေးနေပြီးနာယူအပ်လောက်နှစ်ထားပေးလိုက်ပါမယ်။ဒီတစ်ခါဈေးတရားဝယ်တာတဲ့ဝက်ချတာတွေကအကွင်းအကြီးကြီးတွေရတာပေါ့နော်ကြည့်ပါဦး။အေးစတုံကြီးတွေ။ဝက်ချတာကိုနှစ်ထားတဲ့အချိန်မှာချက်သွုံဖြူနဲ့ဂျင်းကို ထောင်းထားပါမယ်။ ကဲခုဆိုရင်တော့ဝက်ချတောက်ကိုရတာနေပြီးနှတ်ထားတာနာယူဝက်ပြည့်ပြီပေါ့နော်ဝက်ချတောက်ဆုပြုတ်စပြုတ်ပါတော့မယ်အိုးလေးကိုစီအနေငယ်ထည့်ပါမယ်ပြင်းတော့ကျတော့ပြင်းနဲ့ဂျင်းထောင်းထားတာလေးကိုထည့်လိုက်ပါတယ်။ဝက်ချီတော့ပြုတ်တဲ့အခါမှာအစီတွေထွက်အောင်မှဆိုတော့စီတက်တဲ့နေရာမှာစီကူအနေငယ်ပဲထည့်ရမယ်နော်။ကျတော့ပြင်းနဲ့ဂျင်းအနှံ့မှုလိုက်ပြီးဆိုရင်တော့ခုနကတော့နှက်ထားတဲ့ဝက်ချီတော့တွေကိုထည့်လိုက်ပါတယ်။ ဝချရားတွေထည့်ပြီးတဲ့နဲ့ပေါ့နော်ရေမထည့်သေးပဲနဲ့အသားတွေတင်းတင်းလေးဖြစ်လာတဲ့အထိ3မိနစ်လောက်လှိပ်ပေးလိုက်ပါတယ်ခုလိုမျိုးအသားတွေကတင်းတင်းလေးဖြစ်လာပြီဆိုရင်တော့ဝက်ချရာတွေမြုပ်တဲ့အထိရေထည့်လိုက်ပါတယ်။ရေလဲထည့်ပြီးပြီဆိုတော့ဝက်ချရာတွေနူးဤတဲ့အထိအဖုံးအုပ်ပြီးပြုတ်ပါမယ်။ဝက်ချရာကိုပြုတ်ထားတဲ့အချိန်မှာတော့သူ့ကတော့ 15မိနစ်တခါပေါ့နော်ဝက်ချီတော့အတုံးတွေကိုဟိုဘက်ဒီဘက်လှန်ပေးပါတယ်ဝက်ချီတော့နူးမနူးကိုခရင်ထိုးပြီးစမ်းကြည့်ပါတယ်ဝက်ချီတော့တွေကတိတ်မနူးသေးဘူးပေါ့နော်မနူးဤဒီလို့စူးနောက်ထပ်တစ်ကြိမ်ရေထက်ထည့်လိုက်ပါတယ်ပြီးရင်တော့အဖုံးအုပ်ပြီးဆက်သေထားလိုက်ပါတယ်ဒုတိယတစ်ကြိမ်ရေထည့်ပြီးအဖုံးအုပ်ပြီးမိနစ်20လောက်ပြုတ်ပြီးတဲ့အချိန်မှာတော့စုအဖုံးဖွင့်ပြီးဝက်ချီတော့တွေနူးမနူးကိုခရင်နဲ့စမ်းကြည့်ပါတယ်။ ီတစ်ချိန်မှာတော့ဝက်ချသားတွေကနူးအိနေပါပြီနော်ဟင်းရည်ရဲ့အရာဓာကိုမြည်ပါမယ်ဟင်းရည်ရဲ့အရာဓာအပေါ်အငန့်အချို့ကိုတော့မမိစိတ်ကြိုက်လို့တို့ပြင်ဆင်လို့ရပါတယ်နော်ဟင်းရည်ရဲ့အရာဓာကလည်းအနေတော်ဖြစ်ပြီဆိုရင်တော့လှီးထားတဲ့တရုတ်နဏန်တွေကိုထည့်လိုက်ပါတယ်။မြုပ်ကားမှုတ်ကိုလည်းထည့်လိုက်ပါတယ်။မြုပ်ကားမှုတ်ကစားတဲ့အခါမှာထည့်လေရတော့ဗောနော်။ ကဲခုဆိုရင်တော့ရတာကောင်းတဲ့ဝက်ချထောက်စုပ်ပြုတ်ကကြက်ပါပြီခုလိုမျိုးလွယ်ကူရိုးရှင်းတဲ့ဟင်းချက်နီးများနဲ့မုတ်လုံးနီးများကိုအမြဲတင်ပေးသွားမှာဖြစ်တဲ့အတွက်စုရဲ့ Facebook page နဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ဖို့မမေ့နဲ့နော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင် နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတပါ